ယူဇူရကအထီးကျအကြောင်းသားလေးတယောက်ပါသူရနေစဉ်အလူကကြောင်းသွားပြီးကြောင်းမသွားထိုင်နေရတာပဲဖြစ်ပြီးစာလဲမတော်သူတို့တကယ်ချင်းလည်းတယောက်မှမရှိပါဘူးဒါပေမဲ့သူ့ပတ်ဝန်းကျင်ကရှီတိုဆိုတဲ့နာမည်ကြီးကြောင်းသူလေးကိုတော့စိတ်ဝင်စားနေမိပေမဲ့သူတို့အဆင်နှံခြင်းကကွာခြားလို့နေတာကြောင့်စိတ်ကူးတော့မရင်ရဲပါဘူးတနေ့နဲ့ကြောင်းကနေအိမ်ပြန်လာရင်ဂိမ်းစော့ပြီးတနေ့တာပင်ပန်းမှုတွေကိုဖျက်ဖျောက်တတ်ပေမဲ့သူငငယ်ကတကယ်ချင်းတွေကိုတော့လွမ်းနေတော့မှပဲတနေ့မှတော့အတန်းမိုင်စရာကသူ့ကိုထထန်းချောင်းရွေးဖို့ပြောလာပြီးတန်းလုံးမှယူဇူရတယောက်ပဲရွေးဖို့ကြာမှာတော့တယ်ယူဇူရကတော့ဖြစ်နိုင်ရထထန်းချောင်းတော့မတတ်ချင်တော့တာမလို့သူ့စရာကိုသူ့ကိုယ်စားရွေးခိုင်းလိုက်ပါတယ်သူ့စရာနဲ့စကားပြောနေ ေတော့ရှီတုံနဲ့သူမတငယ်ချင်းကသူ့ဘက်ကိုလှည့်ကြည့်နေတာတွေ့လိုက်ရပြီယူဆုရလည်းထူဆန်းသွားရပါတယ်ဆရာထွက်သွားပြီသူတယောက်နဲ့တန်ရှင်းလုံးနေတော့ထူဆန်းတဲ့အရာတချို့ကိုမြင်လိုက်ရပြီသူကြီးနေတော့မှပဲထူဆန်းတဲ့အရာတွေဖြစ်လာပြီသူကိုယ်တိုင်နဲ့တနည်းအားကိုဆွဲယူခံရရပါတယ်ယူဆုရရေကန်တစ်ခုတည်းပြုတ်ကျလာခဲ့ပြီသူကံမော့ကိုပြန်တက်လာချိန်မှာရှီတုံနဲ့ခုဆုတို့ကလည်းစောင့်နေကြပါတယ်ဘာတွေဖြစ်နေတာလဲတော့ယူဆုရမမေ့ရသေးခင်မှာပဲသူနောက်ကလည်းမျက်နှာတစ်ချမ်းမှပါတယ်ထူဆန်းတဲ့သူတယောက်ရောက်လာတာကြောင့်လမ်းပြန်သွားရပါတယ်အဲ့လူကသူ့ကိုဒီလောကကိုရောက်ခေါ်လာပေးတဲ့သူဖြစ်ပြီးဒီလောကထဲကနေပြန်ထွက်ချင်းရောသူကြီးခိုင်းတဲ့မရှိတချို့ကိုလောက်ရမယ်လို့ပြောလာပါတယ်မရှင်ကို14ရက်အတွင်းပြီးအောင် ောက်လောက်ရမှာဖြစ်ပြီးယူဆူရကတော့ဘာရီမန်ခုရီရေရနားမနဲ့သေးပါဘူးတမန်ကထိုးစမ်းတဲ့သူကတော့ယူဆူရရဲ့ဇက်ကောင်ကိုစပင်လက်ပြီးရွေးပေးလာပြီဖြစ်ပြီးရှီတိုတို့နှစ်ယောက်ကစစ်တီရော်တွေဖြစ်ပါစေလို့ဆုတောင်းနေကြပြီမဲ့ယူဆူရကတော့လည်းတမန်ဇက်ကောင်ပဲဖြစ်သွားပါတယ်သူတို့အတုံရောမရှင်လုံးဝရွာတကြီးတွေသွားနေကြပြီယူဆူရတရားဒီကဘာကြီးကအရင်စစ်မှန်နေမဲ့ခါးစားလိုက်ရပါတယ်ရှီတိုကတော့သူမကဒီကဘာကိုအရင်စားရောက်တဲ့သူဆိုတာကိုရှင်းပြလာပြီသူမတယောက်တည်းမရှင်တွေအရင်လုံးလာခဲ့တာပါသူမရဲ့မရှင်တွေထဲမှာခုစုနဲ့တငယ်ချင်းလုံးဝမယ်ဆိုရင်မရှင်နဲ့ပါလာခဲ့ပြီသူမကခုစုနဲ့တငယ်ချင်းလုံးခဲ့ပြီသူမတို့နှစ်ယောက်စလုံးအတူတူကဘာကူပြောင်းနိုင်ခဲ့မယ်သိလိုက်ရပါတယ်ဒီတခါက ကယူဆရရဲ့အနေအဖြစ်ဖြင့်သူမတို့၃ယောက်ကမစ်ရှင်တွေအတူတူလုံးကြရပါတော့မယ်။သူမတို့တွေလမ်းမှာဂေါဘလင်တွေနဲ့တွေ့လိုက်ကြပြီ။ယူဆရနဲ့သူ့ပေါက်ထူးတွေနဲ့လက်စမ်းပြဖို့ပြင်ထားပေမဲ့ဘာမှတော့မလုပ်ရသေးခင်ပါပဲ။ပေါက်ထူးတွေကကြိုးကုန်ပါပြီ။ဓာတ်သူရကခုစုကလည်းဓာတ်တလက်ကင်ပြီးကြောက်နေပြီ။လေးမောဆရာရှိတို့ကတော့လေးတိုက်ရရက်ခတ်တလောက်တော့မရှိပါဘူး။ဒီလိုနဲ့ဂေါဘလင်တွေရှိမှရှိနေတဲ့ယူဆရနဲ့ခုစုတို့နှစ်ယောက်ကတော့ရှော့သွားကြပြီဖြစ်ပြီ။ရှီတို့ကတော့ထွက်ပြေးသွားပါပြီ။စက်ကတ်30ကြာပြီးချိန်မှာတော့ယူဆရတို့နှစ်ယောက်ပြန်ရှင်လာကြပြီ။ရှီတို့လည်းဒီကဘာထဲမှာသူတို့တွေအသိရင်ပြန်ရှင်နိုင်ပေမဲ့သူတို့အကုန်လုံးသိရင်တော့ပြန်ရှင်နိုင်တော့မှာမဟုတ်ပဲ။တကယ်သေးတော့မှာလို့ပြောလာပါတယ်။သူမတို့တွေခီးဆက်လာကြ ပြီညဘက်တနေရာမှာမီးပေါင်ပြီးအနားယူလိုက်ကြပါတယ်။သူမတို့မီးရှင်တက်ခါပြီးအိမ်မြန်တို့ရပြီးစိုးအနေနဲ့ကြိုက်တဲ့မီးကုန်းကိုထူဆန်းတဲ့လူစီမှာမီးတော့ရပါတယ်။ရှီတို့အရင်ကသူမကဘာလို့ဒီကမ္ဘာရောက်လာတာလဲလို့မီးခဲ့ဖို့ပြီးထူဆန်းတဲ့သူကတော့တယောက်ယောက်ရဲ့ဆန္ဒဘာလို့ပြောခဲ့ပါတယ်။ဂျူဇူရတယောက်အေးအေးလူလူနေပြီးတစ်ဖက်ကိုထွက်လာတော့ရှီတို့တို့နှစ်ယောက်ဘက်မှာတော့ရုတ်တရက်အကောင်ကြီးတစ်ကောင်တက်ခိုက်တာခံလိုက်ရပြီးရှီတို့ကတော့အစားခံလိုက်ရပါပြီ။ဂျူဇူရလည်းသူတွေလို့မရတာကိုနားနေလိုက်တာကြောင့်လက်တစ်ဖက်အစားခံလိုက်ရပြီးခူးစုကိုပဲဆွဲပြီးပြေးလာပါတော့တယ်။နောက်နေ့မနက်မှာတော့ခူးစုလည်းပြန်သက်သာလာပြီးမယ်အစားခံလိုက်ရတဲ့လက်တော့ပြန်မရပါဘူး။ရှီတို့လည်းအစားခံလိုက်ရတာမလို့ပြန်လာနိုင်မှာမဟုတ်ပဲ ဲသူတို့မိခင်ကိုမြ мян ပြီးအောင်လုံးမပဲရပါတော့မယ်ဒလုံနဲ့ရွာတဲကိုရောက်သွားကြပြီရွာကတော့သူရဲကောင်းနေဆိုပြီးကြိုးစိုးလာကြပါတယ်ဖြစ်ချင်တော့ရွာစကြီးလောက်ခိုင်းတဲ့မိခင်ကသူတို့တွေ့ခဲ့တဲ့အကောင်ကြီးကိုရှင်းပြရမယ့်မိခင်ဖြစ်နေပြီယူဆူကလည်းအကြံထုတ်နေရပါပြီယူဆူရွာတရားမကောင်းဆိုးဝါးကြီးကိုရင်ဆိုင်ဖို့အတွက်ရန်အရင်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရန်တင်ဖို့ရွာအပြင်ကဂေါဘလင်တွေကိုရှင်းဖို့ဆုံးဖြတ်ထားပြီယူဆူကတော်တဲ့ရောက်လာချိန်မှာမော်ဇဝိုင်းတခုကိုတွေ့လိုက်ရပါတယ်ဒီဇဝိုင်းတွေကမမ်မိုလီဇဝိုင်းတွေဖြစ်ပြီးယူဆူကလည်းပြန်ကြည့်လိုက်ချိန်မှာသူမလာခင်ကခုဆူနဲ့ရှီတိုတို့စကားပြောနေကြတာကိုတွေ့လိုက်ရပြီခုဆူကယောက်ျားလေးတွေကိုမုန်းတဲ့ဆိုပြီးပြောနေပါတယ်ရှီတိုကတော့သူမကယူဆူရောက်ကိုသဘော ကြတယ်လို့ပြောနေပြီဖြစ်ချင်တော့သူတို့အကြောင်းမှာယူဆရကနှစ်ယောက်တောင်ရှိနေပါတယ်တယောက်ကသူဖြစ်ပြီးနောက်တစ်ယောက်ကတော့ကျောင်းဝက်နာမည်ကြီးရုပ်ချောချောကောင်လေးပါသူတော့မဖြစ်နိုင်ဘူးလို့ယူဆရတွေးလိုက်ပြီးစက်ဝိုင်းကလည်းပြန်ပြောင်းသွားပါပြီဒီလိုနဲ့ယူဆရတယောက်ဂေါဘလင်တွေကိုလိုက်ချပြီးသူတက်တလောင်းနဲ့ကြိုးစားပြီးချပါတယ်ဆယ်ကောင်မှာကိုကောင်ကိုတတ်နိုင်လိုက်ပြီးကျန်တကောင်ကတော့လွတ်သွားပါတယ်ဆယ်ကောင်ပြင်းရင်ရက်တက်တော့မှမလို့နောက်တစ်ကောင်ကိုလိုက်ဖမ်းဖို့ပြင်နေတော့သူ့အဖွဲ့သားတယောက်တေးသွားပြီးဆိုတာမြင်လိုက်ရပါတယ်ယူဆရလည်းအံ့ဩသွားပြီးသူတင်လို့မဖြစ်တော့မယ်နားလည်လိုက်ပြီးမယ်ခူဆူကတော့အခုထိပြန်ရှင်းမလာသေးပါဘူးဖြစ်နိုင်တာကခူဆူကိုလည်းအကောင်ကြီးကစားသွားတာဖြစ်နိုင်ပါတယ်ဒါကြောင့်ယူဆရလည်းချက်ချင်းဆိုသလိုပဲ ွာထဲကိုပြေးတော့ဝင်လာပြီ။ဂျွာထဲမှာလည်းတယောက်မှမရှိတော့ဘဲသိလိုက်ပါတယ်။ခိုးစုကိုလည်းရှောင်ပရိတ်တော့ပဲမမ်မိုရီဆက်ဝိုင်းသာတွေ့လိုက်ရတာကြောင့်ယူသွားကြည့်လိုက်ချိန်မှာခိုးစုတယောက်ဓာလေးချင်းနေတော့ရွာကကလေးတယောက်နဲ့စကားပြောနေမှတွေ့လိုက်ပါတယ်။ခိုးစုကအရင်ကဘာမှာခဏခဏနေမကောင်းတဲ့သူဖြစ်ပြီးသူမိဘတွေကလည်းအမြဲစေးကြည့်ကြစေးတွေဝယ်ပေးနေရပါတယ်။ခိုးစုတယောက်ပြောရင်းငုံနေပြီးအဲဒီချိန်မှာအကောင်ကြီးဂျွာထဲဝင်လာတာကြောင့်ခိုးစုလည်းရွာကလူတွေအကုန်လုံးကိုထွက်ပြေးခိုင်းခဲ့ပြီးသူမတယောက်လည်းချပါတော့တယ်။ဖြစ်ချင်တော့ဘာမှမလုပ်တတ်တဲ့ခိုးစုတယောက်အစားခံလိုက်ရပြီးယူသွားလည်းဘာတွေဖြစ်နေမှန်းနားလည်လိုက်ပါပြီ။အဲဒီအကောင်ကြီးကလည်းသူ့နောက်ကိုလိုက်လာပြီးယူသွားလည်းပြေးနေရပါပြီ။အကောင်ကြီးကိုချဖို့ဆို င်လေတမားလက်နဲ့နဲ့မရပဲသူစားကောင်ကိုပြောင်းမပဲရမှာပါသူစားကောင်ကိုပြောင်းဖို့ဆိုရင် random မှာရမှာဖြစ်ပြီးနောက်ထပ် goblin တကောင်ကိုတတ်ဖို့ကြံနေပါသေးတယ်ကံကောင်းချိန်တော့သူပြင်းနေတော့လွတ်သွားတဲ့ goblin တကောင်ကိုတွေ့လိုက်ရပြီယူဆူကလည်းရှင်းပြလိုက်ပါပြီချက်ချင်းမှ random သွားပြီထူဆန်းတဲ့လူလဲပေါ်လာသလိုစားကောင်ရွေးဖို့စပင်လဲပေးလာပါတယ်စစ်တီတော်ဖြစ်ပါသေးလို့ဆူတောင်းနေပြီမဲ့စပုံမှုကိုပဲရသွားပြီစပုံမှုနဲ့အညီဓာတ်တလက်နဲ့အကောင်ကြီးရဲ့ကိုရင်းအင်္ကာတွေကိုပါတွေ့လိုက်ရပါတယ်ဒါကြောင့်အကောင်ကြီးရဲ့ဘိုက်ကိုခွဲလိုက်တော့ခူဆူနဲ့ချီတို့တို့တွေပြန်ပေါ်လာကြပြီယူဆူကလည်းအကောင်ကြီးကိုသူ့အသည့်ရထားတဲ့အစွမ်းနေနဲ့တိုက်ခိုက်ရိုက်ပါတယ်အကောင်ကြီးရှော့သွားပြီမရှင်နဲ့အောင်သွားပြီမလို့ယူဆူကတော့အိမ်ပြန်တော့ရပြီဖြစ်ပြီး ေးချင်တဲ့မိကုံလည်းမိတို့ရောက်သွားပါပြီသူတို့မေးလိုက်တဲ့မိကုံကတော့သူတို့ကိုပို့လိုက်တဲ့အနာဂတ်ကသူတွေကဘသူလဲဆိုတာကိုပါပဲသူစံတဲ့သူလည်းသူတို့ကိုမှတ်တမ်းတစ်ခုပြလာပြီအဲ့ဒါကတော့သူတို့မျိုးကိုအကောင်ကြီးတွေလာတိုက်နေပြီသူတို့တုံရောက်လဲအမရှိနေတာတွေ့လိုက်ရပါတယ်သူတို့တွေအတန်းထဲမှာပြန်ပေါ်လာကြပြီအချိန်ကတော့သူတို့တွေထွက်သွားကြတဲ့ကဒီအတိုင်းပါပဲရှီရိုကသူမတို့ကိုကယ်ပြီးတော့ယူဇူဝါကိုကျေးဇူးတင်လာပြီသွားစရာရှိတော့အရင်ထွက်သွားပါတယ်ယူဇူဝါနဲ့ခူဇူတို့လည်းအတူတူအိမ်မြန်လာကြပါတော့တယ် သူတို့တွေတခြားကမ္ဘာကနေပြောင်းရောင်းလာခဲ့ပြီးရှင်တို့တယောက်ယူဆုရကစိတ်ဝင်စားဖို့ကောင်းတဲ့သူပဲဆိုပြီးသူမတငယ်ချင်းကိုပြောနေမိပါတယ်။တစ်ဖက်ကယူဆုရကတော့သူ့ဘုံကနေထူးဆန်းတဲ့သူဆက်ဆွဲလာတာကြောင့်ကင်လိုက်ချိန်မှာတော့ယူဆုရကိုတခြားကြောင်းစီသွားဖို့ပြောလာပါတယ်။ဒါကမရှင်ပဲလို့ပြောလာပြီးယူဆုကလည်းချက်ချင်းဆိုသူတို့မရှင်လုံးကိုသွားပါပြီ။သူမသိတဲ့အကြောင်းတွေဝင်လာပြီးမိန်းကလေးအဝတ်နဲ့အင်တာထဲဝင်ခိုင်းလာပါတယ်။ယူဆုရလည်းအဲထဲဝင်လိုက်တော့ကောင်မလေးတယောက်ကိုတခြားကောင်မလေးတွေကဝိုင်းထုတ်ပြီးအဝေးမပါတဲ့ပုံကိုရိုက်နေကြပါတယ်။အဲကောင်မလေးကိုကူညီရမယ်လို့ဖုန်းထဲကသူပြောလာပြီးယူဆုကလည်းချက်ချင်းဆိုသူတို့ပဲသူရောက်လာတော့အံ့ဩနေတဲ့ကောင်မလေးတွေရဲ့ဖုန်းကိုလိုက်လို့ပြီးချိုးပစ်လိုက်ပါတယ်။ ်ကောင်မလေးတွေလည်းသူတို့ဖုံးပြစည်းခံရရတာကိုတွေ့ပြီးယူဇူဝကိုရဲတိုက်မယ်ဆိုပြီးထွက်သွားကြပါပြီယူဇူဝနဲ့ကောင်မလေးကိုခေါ်သွားပြီးကောင်မလေးနာမည်ကတော့ယူခါပါယူခါကယူဇူဝကိုကျေးဇူးတင်လာပြီးမဲ့သူမကိုဓာတ်ပုံရိုက်နေတဲ့သူတွေကသူမရဲ့တငယ်ချင်းတွေဘာလို့ပြောလာပါလဲယူဇူဝဝင်ကူပေးစရာမလိုပါဘူးလို့ပြောလာပြီးသူမကသူမတငယ်ချင်းတွေကိုစိတ်ဆိုးအောင်လုံးပြီးလို့ဆိုပြီးရှင်းပြလာပါတယ်ယူခါကတော့ပြောင်းရင်းထွက်သွားပြီးယူဇူဝကတော့အဲ့ဒီနောက်ပိုင်းနှစ်ပတ်လောက်အထိဂိမ်းတွေထိုင်ဆော့ပြီးအချိန်တွေဖြုံးပြလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့ယူဇူဝတယောက်ကဘာကူပြောင်းသွားပြန်ပြီဖြစ်ပြီးသူတခြားကဘာကိုရောက်တော့ရှင်တို့တို့နှစ်ယောက်ပြီးယူခါပါရောက်နေရောက်တွေ့လိုက်ရပါတယ်ယူခါတယောက် ထိတ်တနေပြီးယူခေါရဲ့အနောက်မှာထူဆန်းတဲ့သူရောက်လာပါပြီထူဆန်းတဲ့သူကယူခေါကိုမရှင်တစ်ခုပေးလာပြီးယူခေါရဲ့ဇက်ကောင်ကိုစပင်းလဲပေးလိုက်ချိန်မှာမီးအသုံးပြုသူမော်စရာဖြစ်သွားပါတယ်ယူခေါလည်းပြောသွားပြီးအခုဆိုသူတို့အဖွဲ့ထဲမှာမော်စရာနှစ်ယောက်ဖြစ်သွားပါပြီယူခေါကတော့ယူဇူဝါကိုတွေ့လိုက်ရလို့အံ့ဩနေပြီးယူဇူဝါက"သမားတို့ကြောင့်ကမင်းကလေးအိမ်သာထဲဝင်ပြီးသမားတကယ်ကြီးတွေရဲ့ဖုန်းလေးကိုရက်ခွဲသွားကြောင်ပြောလာပါတယ်သမားနိုင်ချင်းခံခဲ့ရတာကိုတော့ပြောမသွားတာကြောင့်ကျန်တဲ့ရှင်တို့ကတော့ယူဇူဝါကိုနှာဝူးလို့ယုံပါကြီးဆိုပြီးပြောပြီးခြံထားခဲ့ကြပါတယ်ယူဇူဝါတရားလူလဲကဲ့ပေးရသည်ပြီးကျေးဇူးမတင်ခင်ရတဲ့အပြင်နှာဝူးတို့ကဆွဆွဲခံရရတာကြောင့်ခံပြင်းသွားပါတယ်သူတို့တွေတော်လည်းက နဲ့ဖျက်လာကြပြီရှင်တို့ကတော့ယူခါနဲ့နှစ်ယောက်တည်းရှိနေချင်းယူဆူဝါကယူခါစီကိုအကြောင်းမရှိပဲရောက်လာမှာမဟုတ်ဘူးလို့ပြောလာပါတယ်ရှင်တို့ကယူခါကိုဘာတွေဖျက်ခဲ့လဲဆိုတာအမှန်တမ်းပြောသိချင်တာကြောင့်ယူခါလည်းသူမတငယ်ချင်းတွေကသူမကိုအနိုင်ကျင့်ခဲ့ကြကြောင်းအမှန်တမ်းပြောလိုက်ပါတယ်ဒါပေမဲ့သူမကတော့အဲ့တငယ်ချင်းတွေကိုလက်မလွတ်နိုင်သေးတာကြောင့်သူမတို့နဲ့တငယ်ချင်းဆက်လုပ်နေတော့မှပဲသူတို့တော်တဲ့ကထွက်လာပြီးကိုင်းမြင့်တနေရာရောက်မှာပိုးကောင်တစ်ကောင်ကယူဆူဝါနောက်ကနေကြားလာတာကိုမြင်လာရပြီးကင်းချင်းများပါပါလာတဲ့အပြင်ပိုးကောင်ကိုယ်တည်းကလည်းအကောင်ပေါက်တွေထွက်လာပြီးယူဆူဝါနဲ့ကျန်တဲ့သူတွေစီကတ်ရွက်လာပါတယ်ယူဆူဝါလည်းပိုးကောင်တွေကြောင့်သိသွားပြီးပြန်ရှင်လာမယ့်အချိန်ကိုသာစောင့်နေလိုက်ပါတယ်သူပြန်ရ င်းလာတာနဲ့သူ့ကိုနှာဘူးလို့ဆွဆဲခဲ့တာတွေကိုမကျေနပ်တာကြောင့်မကျေနပ်မှုတွေကိုအတုံးချပြီးပိုးကောင်တွေကိုလက်စားတက်လိုက်ပါတော့တဲ့ပိုးကောင်တွေကိုရှင်းပြတာနဲ့ကင်းကျင်းများကိုပါခူဆိုးရဓာအကူကြီးနဲ့ဖြည့်ရှင်းလိုက်ပါပြီရှင်တို့ငငယ်ကသူမရဲ့အကူတွေကြောင့်ကျောင်းမအမြဲအနိုင်ကျင့်ခံခဲ့ရပါတယ်ဒါပေမဲ့သူမရဲ့အမကတော့သူမကိုအမြဲကဝယ်ပေးတတ်ပြီးအမြဲကူးဆိုင်ပေးခဲ့ပါတယ်တနေ့မှာတော့သူမအမကကျောင်းရဲ့အနိုင်ကျင့်ကြတဲ့အတန်းတွေကိုမခံနိုင်တော့တာမလို့သူမကိုသူမအဆုံးစီရင်သွားခဲ့ပြီးရှင်တို့လည်းအဲကလေးကသူမဘာသာရည်တည်နိုင်အောင်ကြိုးစားရပါတော့တယ်ရှင်တို့ရဲ့အကူတွေကကျောင်းတက်ခဲ့တဲ့ကလူသွိုးလူမိုက်တွေဖြစ်ခဲ့ကြပြီးသူမအကူတွေကိုမကျေနပ်ခဲ့တဲ့များသူမတို့ကိုပြန်လာစားချေ ကြတာပါဒါပေမဲ့ရှင်တို့ကရုပ်ချောတဲ့ပြင်ကျန်တဲ့နေရာတွေမှာတော်လာကြောင်းသူမရဲ့တန်းပေါ်တွေကသူမကိုသဘောကျပြီတခြားသူတွေစီကနေကာဝယ်ပေးကြပါတယ်ဒလုံနဲ့တငယ်ချင်းတွေရဲ့အေးမမှုကိုသိခဲ့ရပြီအဲကလေးကရှင်တို့တငယ်ချင်းတွေအများကြီးထားခဲ့ပါတယ်အခုလက်ရှိမှာတော့သူတို့အဖွဲ့တွေမရှင်ရွဲ့မျိုးတစ်မျိုးကိုတောင်းပို့လိုနေပြီအရင်တစ်ခါကရောက်ခဲ့တဲ့ရွာလေးကိုပြောင်းရောင်းနေကြပါပြီဂိန်းတွေကအချိန်နဲ့သူမတို့အပြင်ကအချိန်တွေကတူပုံမရပဲသူမတို့ထွက်သွားပြီဒီရွာကိုပြောင်းရောင်းလာချိန်မှာ9နှစ်တောင်ကြာသွားပါပြီကုံတဲ့တယောက်နဲ့တွေ့ချိန်မှာအဲကုံတဲ့ကရှင်တို့သွားချိန်တဲ့မျိုးကိုမြေပေါ်မှာကြည်ပေးလာပြီဒီကနေသွားမယ်ဆိုမြင်းနဲ့ဆယ်ရဲ့6000နဲ့ရက်30ကြာလိမ့်မယ်လို့ပြောလာပါတယ် ဲ့ကုံတယ်စီကလှဲငါဝတ်တောင်းဆိုခဲ့ကြပါမယ်ကုံတယ်ကတော့မပေးပါဘူးဒါပေမဲ့ဒီအနီးနောက်ကမြို့မှာတိုက်ခိုက်ပြန်ပွဲလုပ်နေပြီအဲ့ပြန်ပွဲမှာနိုင်ရင်မြင်းသုံးကောင်ရမယ်ဆိုပြီးတရင်မိလာခဲ့ပါတဲ့ဒလုံနဲ့ယူဆူဝါတို့လည်းအဲ့ပြန်ပွဲကိုသွားပြန်ဖို့မြို့ကိုသွားနေကြပြီတော်တဲ့ကိုရောက်မှာတော့အန်နီယန်ဝိသက်ကိုခံစားမိလိုက်ကြပါတဲ့လူအရွယ်လောက်ရှိတဲ့တိုင်းရင်ကောင်တွေတို့ထင်သားပါမယ်တကယ်ကတော့တော်ပုံတစ်မြောင်နေဖြစ်နေတာပါယူဆူဝါလည်းအဲထဲကတစ်မြောင်တစ်ယောက်ကိုတိုက်ခိုက်လိုက်ချိန်မှာစနစ်ကသူ့ကိုချက်ပေးလာပြီလူသားတွေကိုတိုက်ခိုက် HP ရောမယ်လို့ပြောလာပါတယ်ဒါကိုသိတဲ့ရတော့ယူဆူဝါလည်းကျန်တဲ့သူတွေကိုပါပြောလာပြီသူတို့တစ်ဖက်တော့ပြေးရပါပြီသူတို့တွေအသေးအံပြေးလာကြရပြီရှင်တို့ပြောင်းနေမှာခု မှသိလိုက်ပါရဲရှင်တို့ရဲ့တင်နေရာရတော့ဓမြတွေကဖမ်းသွားပြီဆိုတာသိလိုက်ပြီအဲဓမြတွေကိုပြန်သွားတိုက်ပြီရှင်တို့ကိုကဲမယ်လို့ခိုးဆိုးနေယူခါကပြောလာပါရဲ ယူဇူကကတော့သူတို့အဖွဲ့ကိုမနိုင်တာသိနေတာကြောင့်မရှင်ကိုပဲမြန်မြန်ပြင်အောင်လုပ်ပြီးလူကယ်ဖို့ဆုံးဖြတ်ထားပါရယ်ဒီလိုနဲ့နှစ်ဖက်ခွဲလိုက်ကြပြီယူဇူကကတော့တယောက်တည်းသွားပါပြီယူဇူကပြန်ဝဲရဲ့ပထမအကြိမ်မှာအစွမ်းကုန်ကြိုးစားပြီးပြန်ဖို့ဆုံးဖြတ်ထားပေမဲ့သူအသက်ခံလိုက်ရပါတယ်သူပြန်ရှင်လာမဲ့အချိန်ကိုစောင့်နေတော့တဖက်ကခုဆူတို့ကတော့ရှင်တွေကိုသွားခဲ့ရင်သူမတို့ပါဖမ်းခံလိုက်ရပါပြီယူဇူကလည်းဒါကိုသိလိုက်တာကြောင့်သူတို့ကကြံပါရပါတော့မယ်ဒီလိုနဲ့သူရှင်ကစစ်တီတော်ကောင်ပါလေးကိုသူ့ကိုမြင်းသွေးကောင်လောင်ငှားပါလာလို့တောင်းဆိုလိုက်ပြီးစစ်တီတော်မလေးနဲ့သူရဲကောင်ကိုစိတ်ဝင်စားသွားပါတယ်သူရဲကောင်ဖြစ်ပြီးဘာမှမတတ်တာကြောင့်အထင်မသေးပဲသူမတို့ကိုထိုးထိုးကူညီတာရင်မြင်းငှားပေးမယ်လို့ပြောလာပါ ါတယ်။ယူစုကလည်းဓမြတဲ့ရှိတဲ့နေရာကိုတင်င်းပေးလိုက်ပြီးအဲနေရာကိုသူမှအတူတူတိုက်ပေးမယ်လို့ပြောလာပါတယ်။စစ်တီတော်မာလီကဒီမျိုးအကြီးကဲရဲ့တမင်းမလို့ဓမြတွေကိုတင်င်းပေးလာတာကသူမတို့မျိုးအတွက်ထောက်ကူဖြစ်တယ်လို့သတ်မှတ်လိုက်ပါတယ်။အဲဒီညပိုင်းလောက်မှာဓမြတွေရှိတဲ့နေရာကိုသူတို့ဝင်တိုက်ကြပြီးယူစုကလည်းစစ်တီတော်မာလီတို့နှစ်ယောက်ရဲ့အစွမ်းစားကြောင့်ဓမြတွေကိုဖမ်းမိသွားပြီးရှင်တို့တော့တော့လည်းပြန်လို့လာကြပါတယ်။စစ်တီတော်မာလီလည်းသူမကလေးအတားမြင်းသုံးအောင်ငှားပေးလာပြီးယူစုကတော့သွားမယ်မျိုးကိုသူမမလိုက်ဖို့ဆုံးပြလိုက်ပါတယ်။ကိုစုကငငယ်ကလေးကကြမ်းမရင်မကောင်းတော့မလို့စေဘောဘာကလည်းအများကြီးကုန်းကြခဲ့ပါတယ်။ဒါကြောင့်သူမရဲ့ယောဂကိုခုနိုင်ဖို့သူမဘာသာပညာသင်စု တွေနဲ့စေတုစီတသားကိုသွားဖို့ဆုံးဖြတ်ထားပါတယ်။အားကစားမှမတော်တဲ့အပြင်တခြားနေရာတွေမှာလည်းအုံမကြတာကြောင့်သူမမှာတငယ်ချင်းလည်းမရှိပါဘူး။သူမတို့ဓမြတွေစီမှာဖမ်းခံထားရတော့ကဓမြတွေကသူမကိုမတော်တရားကြံဝတ်လုပ်ကြပြီပဲ။သူမတို့မှာလက်နက်တွေရှိတာကြောင့်ပြန်ကားဝယ်နိုင်ခဲ့ပါတယ်။သူမအဲ့လူကိုမုံမင်ပဲအဲ့လူအသက်ခံရရချင်းမှာတနာမင်းတို့ကြောက်လဲကြောက်မိသွားပါတယ်။ယူဇူရတို့တွေစစ်တီတော်မာလေးနဲ့ခီးတွက်လာကြပြီ။နေမဝင်ငယ်တနေရာမှာတော့အနာယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ယူဇူရကိုယ်တိုင်ဟင်းချက်ပြီးသူ့စက်ကောင်ကလည်းစပုံမိုးဖြစ်နေတာမလို့လက်ရကရှဲကောင်းနေပါတယ်။ခုစုကတော့စားကျင်စိတ်မရှိသေးပဲ။သူမမျက်စိရှိမှလူတယောက်တည်သွားတဲ့မြင်ကွင်းကိုမေ့မရနေပါဘူး။ ရှင်တို့ကတော့ကျင်သားရသွားမှာပါလို့ပြောလာပြီအဲချင်းယူဇူဝါစီကိုစစ်တီတော်မာလေးကအတိုက်ခိုက်လေးကျင်းဖို့လာခေါ်ပါတယ်ယူခပါလေးကျင်းရမယ်လို့ပြောလာပြီယူဇူဝါနဲ့စစ်တီတော်မာလေးကလေးကျင်းရင်မညာတတ်ဘူးလို့ပြောလာခဲ့ပါတယ်ဒါကိုကြောင့်တော့ယူခကြောက်သွားပြီစစ်တီတော်မာလေးကတော့ခုစိုးကိုပါလေးကျင်းပေးလာပါတယ်ခုစိုးသူမဒီကဘာကိုဘာလို့ရောက်လာမယ်မသိပြင်မယ်ဒီကဘာကိုရောက်လာပြီဆိုမှတော့သူမလူတွေကိုကဲတင်ခြင်းပါတယ်ဒါပေမဲ့လူတွေကိုကဲဖို့နေနေတာသူမဘာသာတော့မကောက်ွက်နိုင်မယ်သူမကိုပိုင်ဒါဖို့တော့မမနိုင်ပါဘူးခုစိုးစူးစမ်းလေးကျင်းမယ်လို့ဆုံးမြတ်ထားပြီသူမတကယ်လေးကျင်းချိန်မှာအားနေနေတော့မှသူတို့ခရီးသွားနေရင်တော်တဲ့ကတနည်းမှာမင်းစာအုပ်ကိုတွေးလိုက်ရတာ ကြောင့်သွားတိုင်းဖို့လုပ်ကြပြီးခုစုလည်းလိုက်သွားပါတယ်။သူမမင်းစာတကောင်ကိုတွေ့တော့တပ်ဖို့ကြောင်းနေမိပြီးအမင်းစာကောင်သူမကိုတပ်ဖို့ခုံစင်းလာချိန်မှာသူမဒါနဲ့တက်လိုက်မိပါတယ်။ခုစုမင်းစာကိုပြန်တောင်းမှန်နေမိပြီးသူမတယောက်ယောက်ကိုတက်လိုက်မိတာကြောင့်ကြောင်းရင်ဝန်းနေမိပါတယ်။ဒါပေမဲ့စစ်တီတော်မာလီကတော့အပြစ်စကားပြောလာပြီးတယောက်ယောက်ကိုတန်းထားတဲ့ခံစားချက်ကိုသူမကတော့ကြိုက်တယ်လို့ပြောလာပါတယ်။သူမရဲ့တက်ကြွနေတဲ့ပုံစံကြောင့်ခုစုလည်းတိတ်မကြောက်မိတော့ပဲသူမအကောင်ဆုံးစိုးစားရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့သူမတို့တွေခီးစက်ကြပြန်ပြီးလန်ဒဝဲအရောက်မှလည်းလှဲပင်ကကျုံသွားလာကြောင်းအားလုံးတို့လည်းလှဲပင်မှားကြရပြန်ပါတယ်။လန်တဲ့ချောင်းယူစုကသူ့ရဲ့ဟင်ချက်စွမ်းရည်နဲ့အဲကနေရလာတဲ့ကုသရေးစ ွမ်းရင်တို့ကြောင့်လူတွေကိုကူညီသလိုဖြစ်နေပြီး EHB တွေတဲ့စလိုက်တက်လာပါတယ်သူတို့အေးရအေးကြောင့်ခရီးထွက်နေကြရင်တခြားလဲမောက်ကသူတွေကိုတာရဲကောင်တွေကတိုက်ခိုက်နေကြမယ်တွေ့လိုက်ရပါတယ်ယူဇူဝါတို့ကတော့သူတို့မိရှင်အချိန်မပြီမှာဆိုလို့ဝင်မကဲခြင်းပြင်မဲ့ခွန်စုံကသူမတယောက်တည်းကဲမယ်လုပ်နေတာကြောင့်ယူဇူဝါလည်းသူမနဲ့အတူတိုက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်ပေါင်းပြီးတာရဲတွေကိုတိုက်ခိုက်ကြပြီးခွန်စုံလည်းတတိရှိလာပါပြီနောက်ဆုံးတာရဲကိုစစ်တီတော်မာလေးကရှင်းပြလိုက်ပြီးသူမတို့ကဲပေးခဲ့တဲ့သူတွေနဲ့စကားပြောမိကြပါတယ်သူတို့ကဲခဲ့တဲ့သူတွေကတခြားနိုင်ငံကသူတွေဖြစ်ပြီးဂျွန်တုံယောက်ကိုကွပ်မြဲဖို့ယူဇူဝါတို့သွားနေတဲ့နိုင်ငံကိုသွားကြမဲ့သူတွေပါယူဇူဝါတို့လည်းဂျွန်တွေကတဖက်နိုင်ငံရောက်ရင်အသက်ခံ ံရတော့မှာမလို့သူတို့ဒီဂျုံတွေကိုဘလို့ကဲရင်ကောင်းမလဲစဉ်းစားနေကြရပါပြီယူဇူအားတို့တွေလဲဘော်ကားသူတွေကိုကယ်လိုက်နိုင်ကြပြင်မဲ့အဲ့လူတွေကဂျုံတုံရောက်ကိုတဖက်နိုင်ငံသွားပြီးကိုမြကြမဲ့သူတွေပါစစ်တီတော်မာလီကတော့အဲအเจ้าကိုကြားတာနဲ့ဒီလူတွေနဲ့ခင်မသွားကျင်တော့တဲ့အပြင်ဂျုံတုံရောက်ကိုလည်းကယ်ကျင်နေပါတော့တယ်ယူဇူဘန်ကတော့သူတို့မစ်ရှင်ကိုပြန်ဆန်းစစ်ကြည့်လိုက်ပြီးမှအဲ့လူတွေရဲ့ခီးကိုလိုက်ပါပို့ဆောင်ရမယ်ဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့ဒီလူတွေကိုတဖက်တိုင်းမြေတွေရောက်အောင်လိုက်ဖို့ပြင်ရင်လည်းဂျုံတွေကတရားမှမလို့သူတို့ဘာလို့ရမလဲကြံရပါပြီယူခါကတော့အဲ့လူတွေကိုတဖက်တိုင်းမြေတွေရောက်အောင်ပို့ပြီးအဲ့ကိုရောက်မှဂျုံတွေကိုကယ်ကြတာပေါ့လို့ပြောလာပါတယ်ဒီလိုသာဆိုရင်သူတို့လည်းမစ်ရှင်ပြ ီးနိုင်တယ်လို့ဂျုံလေးကိုလည်းကဲနိုင်တော့မှာပါအားလုံးဒီလိုပဲဆုံးဖြတ်လိုက်ကြပြီအဲလဲဘော်ကစစ်သား၃ယောက်နဲ့တူခီးထွက်ကြပါရဲဒီလိုနဲ့သူတို့တွေခီးထွက်နေကြရင်လမ်းမှာလည်းဂျုံကလေးလေးကိုဆေးကုပ်ပေးနေကြပါရဲဘာလို့ဒီဂျုံတွေကိုတတ်ချင်တာလဲလို့အဲကယာတို့ကြီးရဲ့တက်ချက်ကိုမေးလိုက်ကြပြီတက်ချက်ကလည်းသူတို့နိုင်ငံမှာဘယင်ကိုကိုးကွယ်တဲ့သူနဲ့နတ်ဘုရားကိုကိုးကွယ်တဲ့သူဆိုပြီးနှစ်မျိုးရှိကြောင်ပြောလာပါရဲဒါပေမဲ့အဲဘော်သားနှစ်မျိုးကမတည့်ကြပဲခဏခဏရံပြစ်ကြတော့တဖြည်းဖြည်းနဲ့ဘယင်ရုပ်တို့တွေကိုဖျက်ဆီးကြတဲ့အစင်တွေရောက်လာကြတော့ကျန်းကန်တွေကိုလည်းဖျက်ဆီးလာကြပါရဲဖြစ်ချင်တော့စစ်ပွဲအတွင်းမှာစစ်သားတွေအများကြီးဒဏ်ရာရခဲ့ပြီးမိသားစုတွေအများကြီးလည်းဒုက္ခရောက်ခဲ့ကြပါရဲအဲချင်းဘယင်ကမိသားစုတစု ုစီအတွက်ကျွန်တယောက်နဲ့အသက်ပြားလေးပေးလာပြီးပြည်သူတွေလည်းဘရင်ကိုအားပေးထောက်ခံကြပါရယ်ဒီလိုအနေနဲ့ဘရင်ဘက်ကလူတွေများလာပြီးနတ်ဖျားကိုဝယ်တဲ့သူတွေလည်းတစားတစားနဲ့နှဲလာတဲ့အပြင်ဖန်စီပြီးကိုမြခံရတော်တွေပါရှိလာခဲ့ပါရယ်ကျွန်တွေကိုတော့တခြားနိုင်ငံငယ်လေးတွေကိုတိုက်ပြီးအဲ့နိုင်ငံကသူတွေကိုဖန်စီပြီးကျွန်လုံခိုင်းပါရယ်ဒါကမတရားဘူးလို့ယူခပြောလာပြီးယူခတယောက်ဒီတကြကြီးနဲ့တော့ခီးစမရကျင်တော့ပါဟုသူတို့နှစ်ယောက်ကြားကိုရှင်တော်ဝင်တာလာပြီးခီးစတဲ့ဘုရားပြောလိုက်ရပါရယ်သူတို့တွေခီးစတဲ့လာကြပြီးတောင်ဆောင်တွေကိုဖျက်ရမယ့်နေရာရောက်မှာတက်ချက်ကဖျက်လန်းမရှိတဲ့လမ်းကနေတွားကျင်နေပြီးစစ်တီတော်မာလီကတော့ဒီတောင်ဆောင်ဘုံကနေသာတွားကျင်နေပါရယ်ဒါပေမဲ့တက်ချက်ကခီးကိုဥဆောင် တဲ့သူမလို့ဖြက်လန်းကားနေသွားဖို့ဖြစ်လာပြီသူတို့တွေမြောက်လန်းကိုရောက်မှာနောက်တကားကအပိတ်ခံလိုက်ရပါပြီတကြကြီးကသူတို့အဖွဲ့တွေနဲ့ခီးထမဆက်ကျင်တော့တာကြောင့်အခုလိုမျိုးထောင်ချောင်းဆင်လိုက်တာဖြစ်ပြီးသူရဲကောင်းအဖွဲ့ကသူတွေသူ့အပေါ်အမြင်မကြည်မှန်သိနေပါတဲ့ယူဇူဝါတို့အဖွဲ့တွေလည်းဒီနေရာကနေလွတ်အောင်လွတ်ရအောင်မှာဖြစ်ပြီးဆန်ရန်နေရာတွေစီကနေနီးမျိုးစုံနဲ့ဖြက်တန်းလာကြပါတယ်ဒီလိုနဲ့သူတို့တွေအသေးခံပြီးဖြက်လာကြရင်နောက်ဆုံးတကားကိုရောက်လာပြီးအဲကအဆောင်ရုပ်တို့နှကောင်နဲ့ချားရပါတော့မယ် ရှင်တို့အဖွဲ့တွေအသောတာရဲကြီးတွေနဲ့တွေ့နေကြခြင်းယူဆဝါကတော့ထောင်ချောက်တယ်ပြုတ်ကြတာကြောင့်မနေပြန်တက်နေရပါတယ်။သူစ조사ပြီးပြန်တက်နေပြီမဲ့တော်ယုံနဲ့တက်လို့မရတာကြောင့်သူ့ရဲ့တငယ်ချင်းတွေအကြောင်းပြန်စင်စားပြီးအောင်းမေးမိပါတယ်။သူ့တငယ်ချင်းတွေကိုသူပြန်လာမယ်လို့ခရီးပေးခဲ့ပြီးသားပါ။ဒီစိတ်ကြောင့်ပဲယူဆဝါအပေါ်ကိုပြန်တက်နိုင်သွားခဲ့ပြီးသူရှင်တို့ရှိတဲ့နေရာကိုသွားနေတဲ့လမ်းမှာ memory ဆောင်းဝိုင်းကိုတွေ့လိုက်ရပြန်ပါတယ်။ SSY ကိုဖွင့်လိုက်တော့ရှင်တို့အဖွဲ့တွေခရီးသွားနေတော့အဖွဲ့တွေကသူနဲ့အတူခရီးကိုကြော်ပြခဲ့တဲ့ဦးလေးကြီးသေသွားမယ်သိလိုက်ရပါတယ်။ယူဆဝါနဲ့သူတို့ဒီကနေလုံအောင်လုံမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပြီးရှင်တို့စီသွားနေပါပြီ။ရှင်တို့ရဲ့ဘက်မှာတော့စစ်တီတော် မာလေးကတာယာကြီးနဲ့ချနေပြီးရှင်တော်ကကူပေးနေပါတယ်။ရှင်တော်တယောက်တာယာတွေကိုနှိမ်နှင်းနေချင်းစစ်တီတော်မာလေးကိုတာယာကြီးကထိုးသားလိုက်ပါပြီ။ရေထဲကိုပြုတ်ကျသွားပြီးရှင်တော်လည်းထိတ်လန့်သွားပြီးလင်းတို့တာယာကိုတန်နေပြီးတတ်လိုက်မိပါတယ်။အဲအချိန်မှာပဲသူရန်တက်သွားတာကြောင့်ထိုးစမ်းတဲ့သူပေါ်လာပြီးသူမရဲ့ဇက်ကောင်ကိုပြောင်းလဲပေးလာပါတော့တယ်။ရှင်တော်တယောက်အခုချိန်သူမရှိကတာယာကြီးကိုတတ်ပြီးစစ်တီတော်မာလေးကိုပြန်ကယ်ကျင်သိတွေသာရှိနေပြီးသူမရလိုက်တဲ့ဇက်ကောင်ကလည်းစစ်တီတော်ဇက်ကောင်ဖြစ်နေတာကြောင့်သူမရှိကတာယာကြီးကိုချက်ချင်းဆိုဆိုပဲတိုက်ခိုက်လိုက်ပါတယ်။တာယာကြီးတေသွားပြီးအဲအချိန်မှာပဲယူဇူကလည်းရောက်လာပါတယ်။ယူဇူကလည်းစစ်တီတော်မာလေးရေရောက်ပြုတ်ကျသွားတာကိုသိလိုက်တာကြောင့်ချက်ချင်းဆို ိုပဲရေထဲကုန်ထားပြီးတွားကက်လိုက်ပါတယ်။ကံကောင်းထောင်းမစွာပဲစစ်တီတော်မာလေးကိုတားရရသွေးကိုသုံးပြီးဒဏ်ရာကိုပြန်ကုသလိုက်နိုင်ပါတယ်။ယူစုကတော့အိပ်ပျော့နေပြီးစစ်တီတော်မာလေးလည်းသူမကိုကယ်ပေးခဲ့တဲ့ယူစုကကိုသဘောကျသွားတာကြောင့်နမ်းလိုက်ပြီးမဲ့လူမိသွားပါတယ်။သူမယူစုကကိုသဘောကျနေကြောင်ပွပွေလေးလင်းပြောလာပြီးရှင်တို့တို့လည်းအံ့ဩနေကြပါတယ်။တိတ်မကြခင်မှာပဲယူစုကပြန်လို့လာပြီးယူစုကတယောက်သူတို့မရှင်ကိုအောင်းနိုင်တဲ့နီးရှိပြီလို့ပြောလာပါတယ်။အဲ့ဒါကတော့သူတို့တွေလုံးဝမဲ့မရှင်ကတဖန်မြို့ထဲကိုပစ္စည်းပို့ရမယ်ဆိုတဲ့မရှင်မှာပစ္စည်းကကျုံနေမဟုတ်လဲရတယ်ဆိုတာကိုယူစုကသဘောပေါက်သွားပြီးသူတို့တွေနားလည်မှုလွဲခဲ့ကြတာကိုပြန်ရှင်းပြလာပါတယ်။ဒါကိုကြားလိုက် တော်ရှင်တို့တွေလည်းတကြကြီးတို့ကိုအပြည့်ပြင်တွေလို့ရပြီဆိုတော့သဘောပေါက်လိုက်ပြီဂျုံတွေကိုကယ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီယူသူဝါတို့တွေမရှင်ကိုလည်းပြောင်းလို့ပြီဂျုံတော်ဝါကိုလည်းကယ်တင်ခြင်းနေပါသေးတယ်ဒါကြောင့်အဖွဲနှစ်ဖွဲခွဲလိုက်ပြီရှင်တို့ရဲ့ကုစုံနဲ့လက်ထောက်ကောင်လေးကိုတစ်ဖွဲယူသူဝါနဲ့ယူခါနဲ့စစ်သေးတော်မလေးကိုတစ်ဖွဲဆိုပြီးခွဲလိုက်ကြပါတယ်ရှင်တို့အဖွဲကတစ်ဖက်နိုင်ငံကိုပြည်စည်းသွားပွားမဲ့သူတွေကိုရှာရမှာဖြစ်ပြီးယူသူဝါတို့ကတော့သူတို့ကိုထောင်ချောက်စင်ခဲ့တဲ့တက်ကြကြီးကိုပြန်လည်စားချေရမှာပါဒီလိုနဲ့ယူသူဝါတို့တော့တက်ကြအဖွဲကိုဘလုံးနှိမ်နေကောင်းလဲဆိုတော့ဆွေးနွေးနေကြပြီသူတို့နဲ့ဒီစစ်သေးတော်မလေးသာပါလာရင်နှစ်နိုင်ငံကြားပဋိပက္ခတွေဖြစ်နေတာကြောင့်စစ်သေးတော်မလေးကိုဒီကိစ္စနဲ့ဝင်ပါခိုင်းမှာ哦 ယူဇိုဝါတို့နှစ်ယောက်ပဲသွားတိုက်ခိုက်ပြီးသူတို့ကိုထောင်ချောက်ဆင်ခဲ့လို့သူတို့ခံစားခဲ့ရသလိုတကြအဖွဲလည်းခံစားစေရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့သူတို့အသုံးရောက်တကြအဖွဲနောက်ကိုချီယာခံလိုက်ကြည့်နေပြီးတကြအဖွဲခီးတထောင်နားနေတော့သွားတိုက်ဖို့စဉ်းစင်ထားလိုက်ကြပါတယ်။ဒီလိုနဲ့တကြအဖွဲတွေမိဘုံနေကြတော့ယူဇိုဝါတရားသူတို့ရှေ့တက်တက်ရှောက်သွားပါတယ်။ယူဇိုဝါနဲ့သူတို့ကဂျုံတုံယောက်ကိုဒိုချင်ချောင်းပြောလာပြီးမနှက်ဖက်နေမရွက်ခင်ဂျုံတုံယောက်ကိုသူတို့စီပေးဖို့စဉ်းစင်ထားလို့ပြောလိုက်ပါတယ်။အဲအချင်းသူတို့စီကိုယူခွားရောက်လာပြီးသူမကတကြတို့ဘက်ကနေရက်တိပေးမယ်လို့ပြောလာပါတယ်။သူမယူဇိုဝါကိုသဘောမကျတဲ့အပြင်သူမနဲ့လည်းမတည့်တာကြောင့်ယူဇိုဝါအိမ်နေတော့ဖမ်းချုပ်ထားကြမယ်လို့အကြံပေးလိုက်ပါတယ်။ဒ ါကကြတော့တက်ကြတို့လည်းအသိမယုံချင်ပေမဲ့သူတို့မှဒီတနည်းပဲရှိတော့တာမလို့ယူခနောက်ကနေလိုက်လာကြပါတယ်ဖြစ်ကျင်တော့ဒါကယူဇဝါရဲ့အကြံတစိတပိုင်းဖြစ်နေပြီယူခတရားတော်တော်ဝေးကိုမြောက်ခေါ်လိုက်နေပါတယ်သူတို့တွေဆက်ကန်းကြတဲ့နေရာကိုပြန်လာကြချိန်မှာတော့ယူဇဝါကကျုံ့ရဲ့ပြင်တက်ကြရဲ့လူတယောက်ကိုပါမိချုပ်ပြီးတက်လိုက်ပါပြီဒါမင်းတို့ကိုလက်စားကြည့်တာပဲလို့ယူဇဝါတက်ကြတို့ကိုပြောပြီးမြင်းနဲ့ပြေးသွားပါပြီတက်ကြကြည့်တော့အဖွဲကိုဘရင်ကိုယ်တိုင်ဆင်လွတ်ခဲ့ပြီးတောင်းအောင်ပြေးအောင်လို့ပြောခဲ့ပေမဲ့အခုတော့သူတို့တောင်းအောင်မကြေကွန်ခဲ့ပါဘူးဒါကြောင့်ဘရင်စီကိုအကြောင်းကြားစာပို့လိုက်ပြီးဘရင်သူတို့ကိုအပြစ်ပေးမှကိုပဲဆောက်ရတော့မယ်လို့ပြောလာပါတယ်အဲဒီချိန်မှာပဲစစ်တီတော်မာလေးကအနောက်ကနေရုတ်တရက်ရောက်လာပြီးတိုက ခိုက်လာသလိုနောက်ဆုံးကြံတဲ့တယောက်ကိုတော့လက်နက်ချင်းရှင်တိုင်းပင်စစ်စီတော်မာတွေကအနာယူလိုက်နိုင်ပါတယ်တကြတို့အဖွဲ့ကိုရှင်းပြလိုက်နိုင်တာကြောင့်ကျန်တာဆိုလို့သူတို့မရှင်လောရတော့မှာပဲကျန်တော့ပြီရှင်တို့အဖွဲ့ကတော့အခုလေးနေရာကနေတော့မရွေ့ရသေးပါဘူးဒါကြောင့်ယူဆိုရတယ်တခုခုလောက်ပေါ်ကျန်လိုက်ပြီလဲဘော့ကိုတစ်တာသုံးလုံးတင်လိုက်ပါတယ်ဒါလုံနဲ့သူမတို့ပြစ်စီသွားဖို့ကြတော့ယူဆိုရတို့ကလည်းတကြကြီးတို့ရဲ့ခေါင်းတွေထည့်ထားတဲ့တစ်တာကိုမြို့မကြီးရဲ့ဖုံးတော်ကြီးအဆောက်အအုံကိုပို့လိုက်ကြပါတယ်ပြစ်စီပို့လို့ပြီးသွားချိန်မှာတော့သူတို့အခြေအနေနဲ့ပြန်ဆောင်လိုက်ကြပါပြီမိခင်ပြီးဖို့တရက်ကျန်သေးပေမဲ့အားလုံးကလူစုခွဲပြီးမြေပေါ်အသေးချာဖို့ဆုံးပြလိုက်ပါတယ်ဒါကြောင့်သူတို့တွေတနည်းအားဖြင့်ထွက်လာကြပြီမြေပေါ်အသေးကိုရှာချိန်မှာစ စ်သိတော်မာလီနဲ့သူမရဲ့လက်ထောက်လေးတို့ကတော့အိမ်မြန်ကြဝတ်ပြေနေကြပါပြီအခုတော့နှိမ့်မုံနိုင်ထဲမှာရှိနေတာမလို့သူတို့တွေခရီးမဆက်ကြသေးပဲနားနေကြပါနဲ့မြေပေါ်အသစ်ချဖို့လူခဲသွားကြတဲ့ယူဇွားတို့တွေနဲ့နှိမ့်မုံနိုင်ကြအောင်အရန်အေးနေကြပြီးခီးဆက်ဖို့ခတ်နေကြပါတယ်တခြားတစ်ဘက်ကခုဆိုတီအောင်သူမတိုင်းကနဲ့ကပြီးတနိုင်သမျှသွားနေပြီပဲနှိမ့်မုံနိုင်ရဲ့တန်ကိုသိမခံနိုင်တော့ပါဘူးဒါကြောင့်သူမသိအကြကြီးစံမတော်နိုင်တော့မယ်သိလိုက်ပြီးတစ်ဘက်ကရှင်တို့ကတော့သူမတို့တဲ့နည်းနည်းသာပါသေးတယ်ကျန်တဲ့၃ယောက်လုံးနေရာကနေစံမတက်နိုင်တော့မယ်ယူဇွားသေးလိုက်ရပြီသူသာအသေးအာနုံးသေးပြီးမှသဘောပေါက်လိုက်ပါတယ်ဒါကြောင့်ယူဇွားစ조사ပြီးသွားနေတော့သူတို့ကလည်းနှင်းလူသားပေါ်လာပါတော့တယ်နှင်း င်းတို့သားရဲ့တိုက်ခိုက်မှုကြောင့်ယူဇဝါနဲ့ပြန်တိုက်ပွဲဖြစ်လာရပြီသူမှရှိသမျှအင်အားတွေတုံပြီးပြန်တိုက်ခိုက်လိုက်ရပါတယ်ဒါကြောင့်ယူဇဝါနင်းတို့သားကြီးကိုတားလိုက်နိုင်ပေမဲ့နင်းတို့သားမှာခလေးလေးတွေရှိနေမှတွေ့လိုက်ရပါတယ်ယူဇဝါနဲ့စိတ်တော့မကောင်းပေမဲ့သူလည်းဘာမှမတတ်နိုင်တာမလို့ရှေ့ကိုပဲခီးဆက်လာရပါတယ်သူနင်းတော်တဲ့ကထွက်နိုင်မှုသိမလို့တော့မဲ့ယူဇဝါသိလိုက်ရလို့ဝမ်းသာသွားပေမဲ့အချင်းကြောက်တဲ့ပြုတ်ကြသွားပါတယ်ဒီလိုနဲ့ယူဇဝါနဲ့နင်းတော်တဲ့ကမထွက်နိုင်တော့ပဲကြောက်တဲ့ပြုတ်ကြပြီးရှော့သွားပါပြီ တပတ်ကယူကာတယောက်သူမသေးပြီလို့ထင်ထားတဲ့အချိန်မှာမသေးသေးပဲသူမရဲ့မိမောကြောင့်အသက်လေးနဲ့တော့ထိန်းထားနိုင်နေမှာတဲ့ယူကာတယောက်အသက်ရှင်ဖို့ရေမနဲ့စ조사နေရချင်းခုစုကတော့ရှော့သွားပါပြီရှင်တို့လည်းအဲ့အချိန်မှာပဲအသည့်ပြန်ကက်လာပြီသူမခီးထဆက်ရမယ်လို့တွေးလိုက်ပါတဲ့ယူဇူဝါကတော့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်လာပြီဒီနေရာကနည်းနည်းနှွေးနေတာကြောင့်သူပြန်ရှင်လာမယ်သိလိုက်ရပါတယ်ဒါကြောင့်သူပပတ်လည်းကိုလိုက်ကြည့်နေပြီဒီနေရာမှာထူးဆန်းတာတစ်ခုကိုတွေးရမလားလို့ထင်ထားခဲ့ပေမဲ့ဘာမှမတွေးရပါဘူးဒါအပြင်ငလင်းလိုလှုပ်လာပြီအောက်ကနေလည်းအိမ်အမတီကောင်ကြီးထွက်လာပါတော့တဲ့ကံကောင်းကျင်တော့အဲ့တီကောင်ကြီးကသူ့ကိုဘာမှမလုပ်ပဲလမ်းမဆက်ပေါက်နေပါတဲ့ယူဇူဝါ သူနောက်ကနေလိုက်နေချိန်တပတ်ကရှင်တို့ကတော့ရွာတရာတွေ့လိုက်ရတော့ပျော့နေပြီးဝမ်းသာအားရသွားမလို့လုံနေတော့ရေခဲပြင်းအပ်ပြီးအထဲရောက်သွားတာမလို့ရှင်တို့လည်းရှောသွားပါပြီယူဇိုးကလည်းတီကောင်နောက်ကိုလိုက်နေတော့သူနောက်ကနေနောက်ထပ်အကောင်တကောင်ပေါ်လာပြီးသူ့ကိုဆောင်းသွားပါတော့တဲ့ယူဇိုးကပါသေးသွားတော့ကိုမြင်လိုက်ရတော့ယူခါလည်းစောက်တရာမရတော့ပါဘူးယူခါတရာစိတ်သက်သာရရသွားပြီးသူမသာဒီမှာသိရင်သူမကိုနှိမ့်ဆက်ကြတဲ့တငယ်ချင်းတွေနဲ့မတွေ့ရတော့ဘူးလို့တွေးလိုက်မိပြီးလက်လျှော့ချင်သွားပါတယ်သူမဘက်ကသာသူတို့ကိုတငယ်ချင်းတွေလို့တတ်မှတ်ခဲ့ပေမဲ့သူတို့ကတော့တတ်မှတ်ခဲ့ကြဖို့မရပါဘူးယူခါလက်လျှော့လိုက်ပြီးတွေးနေတော့သူမရှိကသူမအရင်ကြိုက်တဲ့ enemy ဇက်ကောင်တကူပေါ်လာပါတယ်အဲဇက်ကောင်က တွေပဲဖြစ်လာလာအရှုံးမပေးဖို့ပြောလာတာကြောင့်ယူခလည်းအားရင်းနဲ့ပြန်ကြည့်လာပြီးဇက်ကောင်ကျေးဇူးနဲ့သူမဒီနေရာမှာမသေးနိုင်ဘူးလို့တွေးမိလိုက်ပါတယ်။ဒါကြောင့်ယူခသူမရဲ့မိမောကိုအားပြတ်ထုတ်သောပြီးသူမကိုသူမနှွေးအောင်လှုပ်လိုက်သလိုသူမဆက်ရှောက်လာချိန်မှာထူဆန်းတဲ့ကောင်မလေးတစ်ယောက်ကိုထွေးလိုက်ရပါတယ်။အဲကောင်မလေးကမော်စွမ်းအင်းကိုပါကောင်းကောင်းတုံးလိုက်နေပြီးသူမကိုလည်းမြေပေါ်အစ်စ်ကိုကူပြီးဖွင့်ပေးခဲ့ပါတယ်။သူမကျေးဇူးကြောင့်အောင်မြင်သွားတော့မလို့အဲကောင်မလေးကိုယူခအရန်ကျေးဇူးတင်မိနေပြီးသူတို့အားလုံးနဲ့ထူဆန်းတဲ့သူရှိတဲ့နေရာကိုရောက်လာကြပါပြီ။ထူဆန်းတဲ့သူကကြိုက်ရမေကိုတခုမေးပါလို့ပြောလာပြီးယူခလည်းသူမမေးကြည့်နေတဲ့မေးခွန်းတွေအများကြီးရှိပေမဲ့သူမတို့အဖွဲ့အတွက်ပို့အသုံးကြမဲ့မေးခွန်းကိုမေး းဖို့ဆုံးပြလိုက်ပါတယ်။သူမမိလိုက်တဲ့မိကိုကတော့ဒီနေရာကပေါ်ရင်အောင်ကဘာလားတကယ်ကဘာလားဆိုတာကိုပါပဲ။ဒါကိုကြတော့ထူးဆန်းတဲ့သူလည်းဒီကဘာကအပြိုင်ကဘာပဲလို့ပြောလာပါတယ်။လူသားတွေဟာရွေးချယ်စရာနှခုရှိတာချိန်မှာပထမတစ်ခုကိုရွေးလာရင်ဖြစ်လာတာနဲ့ဒုတိယတစ်ခုကိုရွေးလာရင်ဖြစ်လာတဲ့ကံကြမ္မာဟာမတူကြပါဘူး။ဒီလိုနဲ့အပြိုင်ကဘာတွေအများကြီးရှိတာပြီးစကြဝဠာဆိုတာလည်းရှိတာတော့ရွေးချယ်မှုတွေမတူကြတော့တဲ့အခါလူတွေအပြင်ပတ်ဝန်းကျင်မှာလိုက်ပြောင်းလဲကုန်တာကြောင့်ဒီလိုမတူညီတဲ့ကဘာတွေဖြစ်လာကြတာပါပဲ။ဒါကြောင့်ဒီနေရာကတက်ရှိတွေနေတဲ့ကဘာတစ်ခုပဲဖြစ်ပြီးဒါကိုကြားလိုက်ရတဲ့ယူဆကလည်းသူလူတက်လိုက်မိပြီးဆိုတာသဘောပေါက်လိုက်ပါတယ်။အရင်ကတော့ဂိမ်းတစ်ခုပဲဆိုရင်ပေါပေါတက်တ ဲ့ကစားနေခဲ့ရမှာအခုတော့ဒါကဂိမ်းမဟုတ်နေခဲ့ပါဘူး။နွေရာသီရောက်လာပြီဖြစ်ပြီးယူဆိုရတဲ့အတန်းတန်းကအကစားတွေမှာရမ်းတော်လာပါတယ်။ခိုးဆိုလဲကျမကြီးကအရင်ကနဲ့ပိုကောင်းလာပြီအကစားတွေတော့လုံလာနိုင်ပါပြီ။တခြားကဘာကပြန်လာပြီးကလေးကယူဆိုရပြောင်းလဲသွားတာကိုကျွန်တော်တို့သတိထားမိနေပြီ။ယူဆိုရတယောက်သူလူတက်လိုက်မိပြီဆိုတဲ့စိတ်နဲ့ပဲမစားနိုင်မတော့နိုင်ဖြစ်နေခဲ့ရပါတယ်။ဒါပေမဲ့သူတက်ခဲ့တဲ့သူတွေကမကောင်းတဲ့သူတွေဆိုပြီးသူ့ကိုယ်သူပြန်ပြောင်းပြနေချင်းဂိမ်းမစားဆိုတဲ့ကောင်မလေးကသူ့ရှေ့ပေါ်လာပါတယ်။အဲကောင်မလေးကသူ့ကိုနောက်ထပ်သွားကိုရမယ်ကစားသမားအသက်ကြောင့်ကိုပြပြလာပါတယ်။ယူဆိုရလည်းသူမနဲ့အတူတရုတ်စားတောက်တန်းကိုရောက်လာပြီးသူဒီကခေါ်ရမယ့်သူကလူတက်ဖို့ရ ောက်လာမယ်ကောင်းလေးတွေပါယူဆုကလည်းသူတို့ရောက်လာလာချင်းပါပဲချက်ချင်းစုံစုံဝေးတားလိုက်ပြီလူသက်တာမကောင်းဘူးလို့ပြောလိုက်ပါတယ်အရင်ကဆိုသူတို့လိုတားနိုင်မှာမဟုတ်ပေမဲ့အခုတော့တခြားကဘာကအကျိုးကျေးဇူးတွေကြောင့်အတိုက်ခိုက်ကျွမ်းနေပါပြီဒီလိုနဲ့သူတို့တွေကိုယူဆုကတားလိုက်နိုင်ပြီသူတို့သက်ချင်နေတဲ့သူတွေထွက်ပြေးသွားပါတယ်ဂျဲရီလည်းရောက်လာပြီမလို့အဖမ်းမခံရခင်ရှူဂျူတို့ကိုထွက်ပြေးဖို့ပြောလိုက်ပြီယူဆုကလည်းအဲကနေထွက်လာပါတယ်ရှူဂျူတို့နှစ်ယောက်ကိုလူမသက်မိအောင်တားလိုက်နိုင်တာကြောင့်နောက်တစ်ခါမရှင်လုံးတဲ့အချိန်သူတို့နှစ်ယောက်လည်းပါတော့မှာပါယူဆုကလည်းသူကဘာကြီးပေါ်ကသူတွေကိုရောတခြားကဘာကသူတွေကိုပါကဲတင်ချင်နေပါတော့တယ်ဒီ animation နှစ်ယောက်ဒီမှာပြီးဆုံးသွားပါပြီဗျနောက် animation တစ်ပုဒ်နဲ့အတူတူပြန်လာ ခဲ့ပါမယ်အဆုံးထိကြည့်ကြအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်